မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်ရဲ့ဗာကြီးဆိုးသတိတွေချန်နေရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အခု23ချိန်အတွက်မင်္ဂလာအဖွင့်ကနန်းလေးပေါ့ဗျာနော်ဒီကနန်းလေးကမိတ်ဆွေတို့နဲ့လည်းမစိမ့်ပါဘူးကြာခဏကျွန်တော်ဒီကနန်းကိုဖမ်းနေတာပါအဲ့ဒါကအခုအချိန်အတွက်တိုက်ဆိုင်မယ်လို့ကျွန်တော်ယူဆတဲ့အတွက်ထပ်ပြီးတော့ပြရတဲ့ပေါ်ပါနော်အဲ့ဒီတော့စလိုက်ကြမယ် အဲ့ဒါလည်းကျွန်တော်ပြနေကြလေးပါဗျာနော်ဒီ frame လေးကလည်း90ခုနှစ်မှာအလေတိုင်းအထောင်လေးနော်99 300 300 300ဒီအောက်ဆုံး300ကနေပြီးနောက်ကိုသွားမယ်ဒီ1 2 3 4 5ခွန်းမြောက်မှာ4 6ခွန်း4 6ခွန်းကနေဒီလိုဆင်းမယ်မြင်းကုန်မှာ6 300နေဆိုတာရှိတယ်ဟုတ်ပြီနော်မေဆိုလို့ဒါ frame 7တဲ့ရပါနော် ကားဒီဘက်မှာလည်း24ခုနှစ်ပြီးခဲ့တဲ့နှစ်ထဲမှာ6939ဒီအောက်ဆုံး3ညနေပြီးတော့ဒီနောက်ကိုသွားမယ်เนาะဒီ2 3 4 5ခွက်မြောက်မှာ64ခွန်နောက်ကိုသွားမယ်1 2ဒီနေရာသူ့ရဲ့မြင်းကုံမှာ6 3ညနှစ်ဒါပြိမာเนาะစားပါဘူးเนาะကျွန်တော်တို့သူကဒီနှစ်ထဲကိုပဲလာတော့ကစားနေတယ်ဗျကျွန်တော်အယူဆနေအကျင်ရဖန်းနေတာလေးတွေလွှဲနေတဲ့အတွက် မမိသေးတဲ့သဘောရှိပါတယ်เนาะအဲဒါကြောင့်ဒီချိန်နဲ့ဒီကောင်ကပေးမယ်လို့ယူဆထားတယ်เนาะယူဆထားတဲ့အတွက်ကျွန်တော်ထပ်ပြီးတော့ပြင်ပေးရခြင်းဖြစ်ပါတယ်အဲ့တော့ဒီဖရင်အကြောင်းလေးနည်းနည်းပြန်နှွှေးလိုက်ပြပြန်เนาะကိုကိုတုံညာတုံညာ46 63ညာနှစ်ဟုတ်ပြီเนาะအဲ့ဒီ6တုံညာနှစ်ရဲ့အပေါ်ကတ်နေတဲ့ခွန်30ဆိုတဲ့ကနေအဲ့ဒီကနေဟာကျွန်တော်တို့ဒီအထောင်ရဲ့ဒီရှင်းနှစ်တဲ့ဟူတုံညာ3ခွန်ဆိုပြီးတော့ပို့တယ်เนาะအဲ့ဒီတုံညာ3ခွန်ရဲ့အောက် နှစ်ပင်ကျော်မှာ3ခွန်6အဲ့ဒီအငွေမပြန်ကြရိုက်ခဲ့တယ်เนาะနော်ခွန်3 6ကနေပြီးတော့3ခွန်6ဆိုပြီးတော့ဟုတ်ပြီเนาะကဲဒီဘက်ကိုလည်းတခါကြည့်လိုက်မယ်ကိုကိုတုံညာတုံညာနောက်ကိုသွားမယ်64ခွန်63ညာ2ဒီ63ညာ2ရဲ့အပေါ်မှာကတ်နေတဲ့3နှစ်လေးဟာဒီအထောင်ရဲ့ဒီ၈နှစ်ထဲကို3နှစ်လေးလိုပဲပို့တယ်เนาะပို့ပြီးတော့အဲ့3နှစ်လေးကနေပြီးအောက်နှစ်ပင်ကျော်မှာ 356ဆိုပြီးတော့ပြန်ကြပေးခဲ့တယ်သူကပေးတာနော်356ဆိုပြီးတော့ကျွန်တော်တို့ဒီ963ဟာနော်အဲ356လို့ပေးခဲ့ပြီဟုတ်ပြီနော်ဒါပရင်အမှန်ပါကျွန်တော်ဒီပရင်ကဒီနှစ်သေးကိုကစားနေတဲ့ပရင်ဖြစ်တဲ့အတွက်ကျွန်တော်စက်တိုက်ဖမ်းနေခြင်းဖြစ်ပါတယ်တို့ကြမိတ်ဆွေများကဒါကြီးပဲပြနေလို့ထင်နေမှာဆိုလို့ပါနော်အစာဆုံးလေးတေချာကြည့်ပြီးတော့ဆင်ရှင်သုံးသက်လို့ရပါတယ်နော်ကဲအဲ့ဒီတော့ပြန်ပြီးတော့ဒီဘက်ကပရင်ကပြန်ကောက်လိုက်မယ်ကျွန်တော်ပြီးခဲ့တဲ့အချိန်တုန်းက ဒီပြညာကနန်းရဲ့အောက်ဆိုပြီးတော့ဖမ်းလိုက်ပြီးတယ်ဗျာနော်လေလေး30ကိုနော်အခုလည်းဒီအကျင်ကိုဖမ်းပါပါဒါပေမဲ့ဒီပြညာကနန်းကနေမယူတော့ဘူးကျွန်တော်ကသူ့ဖရင်အမှန်နဲ့ယူပါမယ်နော်အဲ့ဒီတော့ဒီရရပြန်ကောက်မယ်6 3ညာနှစ်6 3ညာနှစ်ကနေဒီလုံးကိုဆင်းမယ်1 2 3 4 5 6ခုနှစ်ကြိမ်မြောက်မှာငါးလေးတည့်နော်သူ့ရဲ့ဒီတပင်ကျော်ဆောင်းမှာခွန်ငါးခွန်ဒါဖရင်ဖြစ်သွားပြီနော်ဒါဖရင်ဖရင်အနေနဲ့ပေးထားတာပါ ဟုတ်ပြီဒီဘက်ကိုလည်းကြည့်လိုက်မယ်နော်၆တုံညာနှစ်ကနေပြီးတော့ဒီလိုဇောင်းဆင်းမယ်ဤ2 3 4 5 6မြောက်မှာ1 4 5ဆိုပြီးတော့သူကပရိမန်ရိုက်သွားတာဗျာနော်သူ့ရဲ့ဇောင်းမှာ9ခုရှိပါတယ်ပြီးတော့ဒီပရိမန်ကသူကဆက်ပေးတဲ့သဘောရှိတယ်ဗျာဟိုညာနှစ်ကကျွန်တော်တော့ဖမ်းတာလွယ်ခဲ့တယ်ပေါ့ဗျာနော်ကျွန်တော်ဖမ်းတာလေးလည်းကျွန်တော်ပြန်ပြီးပြလိုက်မှာကျွန်တော်ကဒီ 64ခုနှစ်ထဲကမားနှစ်နှစ်ရဲ့အောက်နှစ်ပင်ကျော်ခွန်ခွန်လေးဆိုပြီးကျွန်တော်တို့ဖန်တာလေသူကဒီကနေ့ကိုပဲပြေးသွားတယ်ကျွန်တော်ကအဲ့လိုမျိုးနှစ်ဒီစကလင်နာရဲ့ဘောင်းအပြင်ကိုထွက်သွားတယ်ဟိုဘက်နှစ်ကိုဒီလိုကူးဆက်ယူရတဲ့ခဏလေးကိုကျွန်တော်တိတ်တော့မနစ်တက်ဘူးကဒီပရိတ်ကလင်နာဂွန်ကြီးထဲမှာဝင်နေတဲ့ဟာတွေကိုပဲကျွန်တော်အားပူတာပါတယ်ဒါကျွန်တော်ရဲ့ခံယူချက်ပြောတာပါနော်သူကဒီအောက်ကနှစ်ပင်ကျော်ဟာကိုမပေးဘဲနဲ့ဒီကနေ့ယူထည့်ပေးသွားတာနှစ်ငါးနှစ်ဆိုပြီးတော့နော်တလင်းကအောင်မနှစ်ငါးနှစ် ်နှစ်နေပဲနေပဲသူပေးတော်တဲ့တဖို့ဗျာနော်ကျွန်တော်ဒီအောက်နှစ်ပင်ကျော်ဟာတော့ဖန်နေသူကဒါကြီးကိုတပေးပလိုက်တယ်နော်ဟုတ်ပြီအဲ့တော့ဒီဥစ္စာဆက်ပြီးတော့အဆက်ဆက်နေပေးနေသေးတဲ့သဘောရှိတဲ့အတွက်ကျွန်တော်ဟာဟောဒီခွန်ငါးခွန်ရဲ့တနည်းကျော်ဒီ23ကြိမ်ဒီနေရာကိုဖမ်းမယ်ဗျာနော်ဒီနေရာကိုဖမ်းမယ်ဟုတ်ပြီအမေဆိုရယ်မလည်းငါလေးတည်းနော်သူကဒီ6ညနှစ်ကလာတယ်နော်မေဆိုလို့ပြီးပါပြီနော် ကျောင်းညနေကနေဟလာငါးလေးတက်လာတယ်ဒီတပင်းကျော်မှာခွန်ငါးခွန်ရှိတယ်ငါးလေးတက်ကအောက်မှာရှိတယ်ငါးငါးတက်အဲ့ဒီငါးငါးတက်ဟာအဲ့ဒီ၄၆ခွန်နှစ်ထဲမှာကျွန်တော်က2 5နှစ်ကအောက်နှစ်ပင်းကျော်ကကနေဆိုပြီးတော့ဒီကနေကိုသွားဖမ်းတာဗျာ तू ကအဲ့တဘောမဟုတ်ဘူး तू ကဒီ၄၆ခွန်နှစ်ထဲကကနေတစ်ခွက်ကိုဖမ်းနေပို့တယ်တဘောပဲဗျာနော် ဒီပြင်းကြီးလဲဆရာတွေမြင်ထားတာရှင်းရှင်းပါပဲကျွန်တော်ရေသုံးတက်ချက်ကတော့ဟောဒီနှစ်ထဲကကနန်းပြင်သူကမှန်တဲ့သဘောရှိတယ်နော်ဒီငါးငါးတင်ဆိုတဲ့ကနန်းကိုကျွန်တော်ကဒီငါးတင်ငါးလာတယ်ဆိုပြီးတော့ကျွန်တော်ကဟိုငါးနှစ်ငါးနှစ်ကအောင်နှစ်ပင်ရောက်ဆိုပြီးဖမ်းတာလေသူကဒါကြီးကိုပဲတဲ့ရိုက်သွားတယ်တော့အဲ့တော့ဒီနှစ်ထဲကကနန်းကိုပို့တယ်လို့ပဲယူဆမယ်ကထားတော့ဒါပြီးခဲ့ပြီအကြီးအခုဒီနေရာကိုရောက်လာပြီဗျာဟောဒီနေရာဟောငါးခွန်ရဲ့တကွက်ကျော်ငါးလေးတည့်ရဲ့တကွက်ကျော်ဟုတ်ပြီနော် ီနေရာဟိုက်430ဒီကနေ့လေးကကျွန်တော်ဖမ်းနေတာကြာပြီပြန်နော်အဲ55မျိုးလောက်ရှိနေပြီမလာတာနော်ဒီကြိမ်ကတော့ဒါဒီဖရင်ရဆိုရင်ပုံစံအမှန်မှရှိနေတဲ့အတွက်လာနိုင်ကြီးရှိပါတယ်နော်ခဏတော့တူချင်မှတူမယ်နော်ဒီနေရာကိုကျွန်တော်ဖမ်းမယ်ဒီကနန်းဟာ430ရပဲမှရှိလဲဆိုရင်ဟောဒီမူလ632နှစ်ကိုပြန်သွားမယ်ဟောဒီ632နှစ်เนาะဒီ6 6 632နှစ်သူ့ရဲ့နောက်ကတ်နေတဲ့နှစ်ထဲမှာအဲ့ကနန်းရှိတယ်ဗျာ ုံညာ3လေးမိတ်ဆွေတို့အလွတ်တော်ညနေလောက်ပါပြီ။လုံညာ3လေးအောက်ကပါထောက်ထားတယ်လေ။1 3 9ဆိုတဲ့ကနေထောက်ထားတယ်။ဟုတ်ပြီ။အဲ့ဒီလုံညာ3လေးဟာနောက်ကိုပဲဆက်ထောက်အောင်မေးရ။3နှစ်ချာ။ဒီနှစ်3နှစ်ချာမှလည်းရှိတယ်။အဲ3နှစ်ချာမှလည်းဒီမှာ3တုံညာ4ဆိုပြီးတော့အောက်က9 1 3အပဲထောက်ထားတယ်နော်။ကဏ္ဍတူကပဲထောက်ထားတယ်။အဲ့ကဏ္ဍဟာအဲအခုဒီခွန်9ခွန်ရတပင်ကျော်ကိုလာရိုက်တာဗျာ။လာရိုက်ပြရမယ်နော်။9လေး1ရအောက်တပင်ကျော်ခွန်9ခွန်ရဒီနှစ်ကျော်နော်။ ရားထဲမှာလေသူကဒါနှစ်ချားအမှန်ကနန်းထောက်ထားတယ်နော်ဝင်ထားတယ်ကျွန်တော်ကဖမ်းတာကကနန်းလွှဲသွားတဲ့သဘောဖြစ်တယ်နော်နေဒီနေ့တည်းကဥစားဦးတော့မှန်တယ်ဒါပေမဲ့ကျွန်တော်ကအဲကလင်နာကိုဆက်ယူလိုက်တဲ့သဘောရှိတယ်ဗျာနော်ဒီလိုလည်းမတွေးမိတာပေါ့လေညံ့တာလည်းပါတော့ပေါ့ခေါင်းငါးခေါင်းရဲ့ဒီနေ့ကြောင့်နော်၄30ဆူပြီးတော့ထွက်တယ်ဟုတ်ပြီကဲကဲဒီဘက်မှာကြည့်လိုက်ကြမယ်မချတော့ညာနေကနေပဲယူမယ်သူ့ရဲ့အချင်းကြီး အပင်ကြအမှန်မှာ၁လင်း၅ဆိုတော့ပြေးသွားပြီ။နော်ဒီကနန်းကသူဖရိန်ကနန်းကိုပြေးသွားတာဗျာဖရိန်ကိုဖြည့်ပြီးသွားတာ။သူ့ရဲ့တကွက်ကြောင့်မှာခွန်၅ခွန်ဆိုတာရှိတယ်။နော်ဒါအတူတူပဲဖရိန်။နောက်တစ်ခါဒီ၁လင်း၅ရဲ့အောက်မှာပြီးခဲ့တဲ့အချိန်ကထွက်သွားတယ်။နှစ်၅နှစ်ဆိုတဲ့ကောင်ဟာအဲဒီမှာနော်သူကဒီ၆လေးခွန်ဆိုတဲ့နှစ်ထဲကကနန်းလိုပဲကျွန်တော်ကတော့မြင်နေကြတော့ဒီကနန်းပို့သွားပြီ။ဒီအတွက်ဒီဥစ္စာဆက်ဆက်ရှိနေတယ်။ကြည့်နေလို့ခွန်၅ခွန်ရဲ့အခုဒီနေ့တော့ ်တစ်တည့်တယ်မှာနော်နောက်တလင်းကရောက်တပင်းကျော်မှာထွက်မယ်ကနန်းဟာဟိုဒီ6တုံညာနှစ်ရဲ့နောက်ကတ်နေတဲ့နှစ်ထဲမှာရှိရမယ်နော်ကျွန်တော်မြတ်ခဏပြနေတဲ့ကနန်းလေးပါပဲနော်တလင်းနှစ်နော်ဝင်မှာတော့430ပေါ့ဗျာနော်အဲ့430ကပရိလက်တူတယ်ဒီကနန်းကဘေးကိုပေးနိုင်တယ်ဗျာဘယ်ချိန်မှာပြေးမလဲလားမသိကျွန်တော်ဖမ်းလာတော့9ချိန်လောက်တော့ရှိနေပြီဒီကနန်းကိုဖမ်းဘာမှမမိသေးဘူးနင်းမျိုးစုံနဲ့ဖမ်းနေတာပဲတူဒီကြိမ်ကတော့ဖရင်ထောက်အမှန်နဲ့ဖြစ်နေတဲ့အတွက်ဒီအောင်လာနိုင်ရေးရှိပါတယ်။အောက်ကသူက460ထောက်ထားတယ်။ နောက်သူ့ရဲ့နောက်ကိုပဲ၃နှစ်ချတစ်ခါထောက်လိုက်အောင်အေး၂၃အဲ၃နှစ်ချမှလည်းဒီမှာ၄၄၄ဆိုတာရှိတယ်နော်အောက်က၃ည၆လေးဆိုပြီးတော့ကနန်းတူပဲထောက်ထားတယ်နော်၃ည၆လေးရယ်အဲဒီမှာတော့ကြော်၄၆၀ထောက်ပြကနန်းတီလေးနှစ်အဲ့ဒီတီလေးနှစ်ဟာအခု၆တုံညာနှစ်ကနေအပင်အမှန်တီလေးငါအောက်လူကိုကြော်မှာခွန်ကခွန်ဒီနေရာမှာဝင်ပေးရမယ်ဗျအဲ့တီလေးနှစ်ကနောက်ဝိရှင်များဟိုစဉ်းစားကြည့်ပါနော်ဟိုအမတန် ဖြစ်နိုင်ခြေများတဲ့ခဏလေးတစ်ခွက်ပါနော်ဒီလေးနှစ်ပါနော်ဒီလေးနှစ်နော်ပြီးခဲ့တဲ့ပညာတော်တော်တော်ရင်လိုက်သေးတာဗျာကျွန်တော်ပြီးခဲ့တဲ့ပညာထင်တာလीဒါပေမဲ့သူကဒါငှချအမှန်ကဏ္ဍကိုဝေပေးတဲ့သဘောဖြစ်တယ်ပရိန်အနေနဲ့ဒီလိုတင်လေး9ရဲ့အောက်တပင်ကျော်ခွန်9ခွန်ရဲ့တစ်နှစ်ကျော်တန်းထဲမှာထွက်ရမယ်ဆိုလို့ရှိရင်ဒီအချိန်မှအမှန်ဗျာ23ချိန်ကအမှန်ဗျာနော်ဒီလေးနှစ်ကဲဒီလေးနှစ်အားဗျာဒီလေးနှစ်အားကဲမိတ်ဆွေများမင်္ဂလာကနေတော့ဖမ်းပြလိုက်ပြီဗျာနော် ဒီလိုတကွကောင်းကနန်းလေးတွေကအားသင့်ပါတယ်နော်အဲဖြစ်လေဖြစ်တာရှိတဲ့သတိတည်းရဲ့လက်စားမှုလေးအရာဆိုရင်ဘာဟုကထိုးတင်နေလဲဆိုရင်ပရင်ဒူဟိုဘက်မှာဖြစ်တဲ့ကျွန်တော်တို့၄30အာဟုကထိုးတင်နေပြအရန်အနေနဲ့ပေါ့ဗျာဒီကောင်ကတော့ရန်ပေါ့နော်ဟောဒီကောင်ကတော့ရန်မယ်နော်ဒီကောင်ကတော့လာနိုင်ကြီးရှိတယ်ဗျာဟောဒီကောင်နော်ပရင်အရာဆိုရင်တော့သူ့ကိုပေးနိုင်ကြီးရှိတယ်သူအဆက်ဆက်ရှိတယ်ဒီနှစ်ငါးနှစ်ကလည်းအဆက်ဆက်ရှိတယ်ဒါပေးတာလားအဲ့တော့ကျွန်တော်ဖမ်းတဲ့ဆက်ဆက်ကြည့်ဟိုက်တလီနီကလာနေရရှိတယ် အကယ်၍သူလှည့်မယ်ဆိုရင်ဒီကနေ့မှလှည့်လို့ရမယ်ဒီပြင်ပေါင်းလဲတော့သူမတော်တော့ဘူးပြန်ဟုတ်ပြီနော်မရှိတော့ကဲအားလုံးအောင်မြင်ကြပါစေဗျာတိလေးနှစ်အားနော်တိလေးနှစ်အားကျွန်တော်အထိုင်ကတော့နီးကံမှကနန်းချုပ်ပြီးတော့တစ်ခါထပ်ရွေးပြီးစူတင်ပေးပါဦးမယ်ဗျာနော်လောလောဆယ်တော့ဒီကနေ့ကိုမထားပါနော်23ချိန်အတွက်နော်မင်္ဂလာကနန်းပေါ့ဗျာနော်ပို့ဦးတဲ့ကျွန်တော်ရဲ့ channel ကဒီပထမအဦးဆုံးတင်တဲ့ကနန်းမှာဘာကြီးစိုးတရီဒီ channel ကပထမဆုံး23ချိန်အတွက်တင်တဲ့ကနန်းပေါ့ဗျာနော် ကဲဟုတ်ပါပြီအောင်မြင်ကြပါပြီဗျာအားလုံးကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါအခြားမိတ်ဆွေများကိုလည်းထပ်ဆင့်ဝေငါခြင်းနဲ့ဖြန့်ဝေခြင်းနဲ့ကူညီပါလို့မေတ္တာရပ်ခံပါတယ်ကဲအားလုံးအောင်မြင်ကြပါစေဗျာ